Hello အားလုံးမင်္ဂလာပါ United Show ကနေကြိုဆိုပါတယ်ဘီမင်းရှက်ကို injury ပြဿနာကြုံပြီးတဲ့နောက်မှာတောက်လျှောက်ဆိုသလို rumors တွေထွက်လာတာက Manchester United အနေနဲ့လာမယ့်ဇန်နဝါရီအပြောင်းရွှေ့မှာတိုက်စစ်ကစားမတယောက်ကိုထပ်မံအားပြဖို့ဖြစ်တယ်ပေါ့ကျွန်တော်ဒါနဲ့ပတ်သက်ပြီးတော့နည်းနည်းပြောကြည့်အောင်ပါကျွန်တော်ကတော့အမှန်တမ်းပြောရင် United အနေနဲ့ ကျွန်တော်တို့ဒီတိုက်စစ်ကစားမားတွေထပ်ပြီးတော့ခေါ်ဖို့ကြိုးပမ်းတာတွေကလက်ရှိအသင်းရဲ့ပြဿနာကိုဖြေရှင်းပေးနိုင်လိမ့်မယ်လို့တော့မထင်ဘူးပေါ့နော်ဆိုတော့တကယ်ရောခေါ်နိုင်သလားပေါ့လက်ရှိကလပ်အသင်းဘက်ကအချိန်ကြီးကဘလို့ရှိနေတယ်လဲပေါ့နံပါတ်1အနေနဲ့ကတော့ပြကြတယ်ကျွန်တော်တို့လာမယ့်ဇန်နဝါရီပြောင်းရွှေ့မှာအသင်းဘက်ကနောက်ပိုင်းထွက်လာတဲ့ report တွေရဆိုလို့ရှိရင်အလုတ်လုံမဲ့သဘောမှာရှိတယ်ကျွန်တော်အရင်တုန်းကတော့အသင်းဘက်ကပေါ့နော်ဇန်နဝါရီပြောင်းရွှေ့တွေမှာအလုတ်လုံလေးရှိတဲ့အသင်းမဟုတ်တဲ့ခါကျတော့တိတ်မယုံဘူးမယုံဘူးဆိုတာက အသင်းရဲ့ဘန်နာရေးခက်ခဲကျွန်တော်ရှိတယ်။ဥရောပပြိုင်ပွဲတွေဝင်ခွင့်မရတဲ့အခြေအနေမျိုးမှာဝင်ငွေတွေကလည်းကျွန်တော်နည်းလာတယ်ပေါ့။အဲ့လိုနည်းပဲဆိုတဲ့ကာလာမျိုးမှာနွေရာသီပြောင်းချူမှာတိုက်စစ်၃နေရာစလုံးကိုကျွန်တော်အပြောင်းလဲလုပ်ခဲ့တယ်။ပြောင်းလဲလုပ်ခဲ့ပြီးတော့ငွေတွေအမှန်ကန်သုံးလျရတဲ့အချိန်မှာကျွန်တော်ကွင်းလေတွေဝင်းဘက်စ်တွေအစားမထိုးနိုင်တော့ဘူး။ကျွန်တော်15တန်းတန်း20ဝန်းကျင်ပဲရှိတဲ့ ဘူးသမားလေးတယောက်ကိုပဲကျွန်တော်အစားထိုးနိုင်ခဲ့တယ်ပေါ့ကိုဘကကစားမားတွေဒါတော့မှရောင်းချတာလက်လွတ်တာအဆင်ပြေခဲ့လို့ပေါ့နော်အဲ့ဒီတော့အသင်းအင်းနဲ့ဒီလိုမျိုးငွေကြီးတွေတုံးထားတဲ့အခါကျတော့ဇန်နဝါရီမှာကျွန်တော်ကအလုပ်လုပ်နိုင်မယ်လို့မထင်တာဒါပေမဲ့လို့အသင်းတာဝန်ရှိသူတွေရဲ့ဒီရာဒီရည်ရွယ်ချက်ကကျွန်တော်ကြီးတယ်လို့ထင်တယ်ပေါ့နော်ဘာလဲဆိုတော့ဥရောပဝင်ခွင့်ပြန်ပြီးတော့ရကိုရမှဖြစ်တယ်ဆိုတဲ့ရည်ရွယ်ချက်ပဲဒီနေရာမှာကျွန်တော်ဥရောပဝင်ခွင့်ရဖို့အတွက်ဘာတွေလိုသလဲပေါ့သူတို့ကတော့အားနေတဲ့နေရာတွေကို တက်နိုင်နေများဆိုလို့အားပြုဖို့ကြိုးပမ်းကြပါမယ်ဒီထဲမှာဘင်ဂျမင်ရှက်ကူကလည်း injury ပြဿနာကြုံသွားပြီဆိုတော့တိုက်စစ်ကိုသူတို့ထပ်အားပြေတော့မယ်သဘောမျိုးကျွန်တော်ကတော့ဗောနောအသင်းကတိုက်စစ်ထပ်ခေါ်လိမ့်မယ်လို့မထင်ဘူးဒါပေမဲ့လို့ကျွန်တော်အနေနဲ့ကွင်းလယ်နဲ့ wing backs တွေရောခေါ်ကိုခေါ်မှကျွန်တော်ဖြစ်မယ်ကွင်းလယ်နဲ့ wing back ကဘာကြောင့်လဲဆိုတော့ဇန်နဝါရီမှာဟိုရှက်ကူကဗျာအဲ့လောက်ထိစူးစူးဝါးဝါးကျွန်တော်နားမှာမဟုတ်ဘူးကျွန်တော်ရှက်ကူက injury ပြဿနာဆိုတာကထူးထူးခြားခြားကြီးမဟုတ်ဘူးသူတို့ပြင်ဒီနှစ်ပတ်နားပြီးလို့ရှိရင်ပြန်လာမယ့်အနေထားမှာကျွန်တော်ရှိတယ် နော်ဒါအပြင်ရှက်ကူပြီးလို့ရှိရင်ကျွန်တော်တပတ်မှတပွဲဆိုတော့လေ injury ပြဿနာတွေကအများကြီးကြုံချင်းမှကြုံရမှာနော်ဟို Joshua Zigziro ပါလို့ဆိုတာမျိုးကလည်းရှိနေသေးတဲ့အခါကျတော့ကျွန်တော်တို့လူချင်းနဲ့နော်100% center forward CC type ကြီးမဟုတ်ပြီမဲ့လို့အတိုင်းအတာတစ်ခုဒီရှက်ကူမပါခင်တော့တုံးလို့ရမယ်ဒါအပြင် Matthew Cunha တို့ပါတော့ကိုလည်းသူထားကစားနေတယ်ဆိုတော့ MOD နေနဲ့နောက်ထပ်တိုက်စစ်တယောက်ထပ်ခေါ်ဖို့ဆိုတာတော်တော်ကြီးကိုဖြစ်နိုင်ချေနေပါတယ်ဆိုတော့အသင်းအနေနဲ့ပေါ့နော် ဇန်နဝါရီပြောင်းချီမှာနောက်ထပ်တိုက်စစ်ကစားသမားတယောက်ကိုထပ်မံအားဖြစ်ဘူးကတတော်ကြီးကိုဖြစ်နိုင်ချင်နေပြီးတော့တကယ်ခေါ်ဖို့ကျူးပန်းရင်တောင်မှအသင်းဟာတကယ်တကယ်ဘယ်လိုရလဲမယောင်ဝါစီလူးတယ်လို့လည်းကျွန်တော်ပြောရမှာပေါ့နော်တကယ်လို့မြန်တိုက်စစ်တယောက်ထပ်ခေါ်ဖို့ကျူးပန်းနေဆိုရင်ဒီနေရာမှာတခုရှိတာကတော့ဟိုဘယ်လိုရမလဲကစားမကောင်းနေ quality ကစားမကောင်းနေရလီကောင်းနေပေါ့လေဟုတ်တယ်မလားသို့တော်လည်းပဲ အတင်းအနေနဲ့ကျွန်တော်တကယ်တကယ်လူအပ်တဲ့နေရာတွေကိုမခေါ်ဘဲနဲ့မလူအပ်တဲ့နေရာတွေကိုကျွန်တော်လျှောက်အားဖြည့်တယ်ဆိုရင်ငွေကုန်လာပဲအဖက်တင်ပဲပြီးလို့ရှိရင်ကစားသမားတိုင်းကိုကျွန်တော်ကလုံလောက်တဲ့မိနစ်တွေပြီးနိုင်မှာမဟုတ်ဘူးเนาะပွဲတိုင်းလည်းအပြောင်းလဲတွေလှုပ်လို့မရတဲ့အခြေအနေမျိုးမှာနောက်ထပ်တိုက်စစ်ကစားမတယောက်ကိုထတ်ခေါ်ဖို့ဆိုတာမျိုးကအခြေအနေတော်တော်ကိုအဲဘယ်လိုပြောလဲမဖြစ်သင့်တဲ့အနေအထားမှာရှိတယ်ဗောနော်အဲ့ဒီတော့ United အနေနဲ့တည်ကြတယ်ကျွန်တော်ဇန်နဝါရီပြောင်းရွှေ့မှာတော့တိုက်စစ်ကစားမတယောက်ထတ်ခေါ်ဖို့ရှိရဲဆိုတော့ အခြေအနေမျိုးတွေကဖြစ်လာနိုင်မယ်လို့မထင်ဘူးဒါပေမဲ့တည်ကြတာတကူကဇန်နဝါရီအပြောင်းရွှေ့မှာတော့ကျွန်တော်အနေနဲ့ပေါ့နော်ကွင်းလေဒါမှမဟုတ်ဝင်းဘက်တယောက်တော့ရအောင်ထက်ပြီးတော့အားပြည့်နေမှာကျွန်တော်ရမယ်အတင်းဘက်ကလည်းဇန်နဝါရီမှာအလုပ်လုပ်လိမ့်မယ်လို့ကျွန်တော်ထင်တယ်ဒီနေရာမှာကျွန်တော်လိုအပ်ပါတယ်ဆိုတော့ဝင်းဘက်တီတော့ခေါ်လိမ့်မယ်လို့ကျွန်တော်မထင်ဘူးပေါ့ဘာကြောင့်လဲကျွန်တော်တို့မှာဝင်းဘက် option ကိုကကျွန်တော်၅ရောက်လောက်ရှိကျွန်တော်ရှိနေတယ်ဗျာနှစ်ဖက်မှာ ါကိုကျွန်တော်ကြည့်ရင်ဒါဟာလူရာထက်တောင်မှကျွန်တော်ပိုနေသေးတယ် quality ကောင်းတာမကောင်းတာကတကယ်နာပါတော့ quality မကောင်းဘူးဆိုရင်ကောင်းတဲ့ကစားမကိုခိုရင်တောင်မှမကောင်းတဲ့ကောင်တွေကိုကျွန်တော်လည်းလွတ်နိုင်အောင်မှာတော့တဲ့ကိုအသည်မှာ win backs အဖြစ်ခါကစားနေတဲ့သူတွေကိုကျွန်တော်ကြည့်ရင်ဘယ်သူမှလက်လွတ်နိုင်မယ့်အနေအထားမှာကျွန်တော်မရှိဘူးအဲ့တော့ United အနေနဲ့တည်ကြတယ်ကျွန်တော်တို့ဘူးကြောမလဲဒီဇန်နဝါရီပြောင်းရွှေ့မှာတော့အတင်းဘက်ကပေါ့နော်ကစားမထက်ပြီးတော့အားဖြည့်လိမ့်မယ်လို့ကျွန်တော်ထင်တယ်ဒါအပြင်အားဖြည့်နိုင်လောက်တဲ့အနေထိုင်မှုလေးကျွန်တော်အသင်းမှာရှိနေတယ်ဆိုတော့တလအတော်တွင်းမှာ ကစားမတယောက်ကိုတော့သူတို့ကောင်းကောင်းခေါ်နိုင်မှာပဲအဲ့ဒီတော့အသင်းအနေနဲ့ဇန်နဝါရီမှာအားပြည့်ဖို့ဆိုဘင်နီယာကိုအားပြည့်မယ်ညီကရိုနေနေရောဘင်နီယာတွေအားပြည့်တင်တယ်လို့ထင်ကြလဲအခုလေးရှိရှေ့ကို injury ပြဿနာကြုံလို့ဆိုပြီးတော့ကျွန်တော်တို့အနေနဲ့ပေါ့နော်ဒီတိုက်စစ်ကစားမတယောက်ထပ်ခေါ်မှာဒီနေရာမှာတခုတော့ရှိရေပေါ့နော်ရှေ့ကိုရဲ့ injury ပြဿနာကပြင်းပြင်းထန်ထန်ကြီးဖြစ်သွားလို့ဇန်နဝါရီလောက်တော့မှကျွန်တော်ပြန်ကစားနိုင်မှာမဟုတ်လို့ဆိုရင်တော့ခေါ်တာကကျွန်တော် complaint တက်เสียမှာမရှိဘူးဒါပေမဲ့လည်းလို့ကျွန်တော်တို့အနေနဲ့အဲ့လိုမဟုတ်ဖ ೇನೆ နော်ရှက်ကူလည်းပြန်ကောင်းလာတယ်တိုက်စီကူလည်းထပ်ခေါ်ဦးမယ်ဆိုရင်အဓိပ္ပာယ်မရှိဘူးဗျာကွင်းလေတီအလိုအဆုံးပဲကွင်းလေကိုအမှန်ကန်ခေါ်ဖို့ကျွန်တော်ကြိုးပမ်းမှာဆိုတော့ United ရဲ့ဘက်ကတော့ဇန်နဝါရီအပြောင်းရွှေ့မှာကျွန်တော်နောက်ထပ်တိုက်စီကစားမတယောက်ထပ်ခေါ်ဖို့ပလန်ထားတယ်လို့ကျွန်တော်သိရတယ်ဖြစ်လာလိမ့်မယ်လို့ကျွန်တော်မထင်ဘူးညီကလေးအနေနဲ့ရောဘယ်နေရာတွေကိုဦးစားပေးအားပြည့်တင်တယ်လို့ထင်ကြလဲဇန်နဝါရီမှာသူနေကြပါအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်